်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြားဖြတ်မှာမြန်မာစစ်တပ်ပေါဝင်နေတယ်လို့အမေရိကန်သက်မှတ်တွေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်နိုင်ငံသားငွေလိမ့်လည်မှုခိုင်းများဖြိုခွင်းရေးအဥပဒေ Dismantle Foreign Scan Syndicate at Asia 5490ကိုအမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးကော်မတီကဒီဇင်ဘာ3ရက်နေ့မှာအတည်ပြုလိုက်ပါတယ် အမေရိကန်အစိုးရအေဂျင်စီတွေစူပေါင်းပါဝင်မဲ့လုပ်ငန်းအဖွဲ့အဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့ဒီဥပဒေကိုဆွေးနွေးခဲ့ကြပြီးကန့်ကွက်သူမရှိတာကြောင့်အတည်ပြုလိုက်ကလွတ်တော်အစည်းအဝေးတွေကိုဆက်လက်တင်သွင်းသွားမှာဖြစ်ပါတယ်။နိုင်ငံခြားရေးကော်မတီရဲ့အတည်ပြုချက်ထဲမှာကြားဖြတ်လုပ်ငန်းမှာမြန်မာစစ်တပ်ကပါဝင်နေပြီးအွန်လိုင်းကြားဖြတ်လေလံမှုကိုခွင့်ပြုတယ်၊လစ်လူရှုတယ်၊အမျက်အစွန်ရယူတယ်လို့ပါရှိပါတယ်။မြန်မာစစ်တပ်ရဲ့ပါဝင်ပတ်သက်နေမှုတွေကိုစုံစမ်းစစ်ဆေးသွားမယ်လို့လည်းဆိုပါတယ်။ အမေရိကန်ပြည်သူတွေကိုထိခိုက်ညှဉ်းနှံစေတဲ့ဒီချားဖြန့်လုပ်ငန်းတွေကိုဖြိုခွင်းဖို့ဟာအရေးတကြီးလို့ဆောက်ရမှာဖြစ်တယ်လို့လည်းအတီးပြူဆုံးဖြတ်လိုက်ကြပါတယ်။ဆက်လက်ပြီးစက္ကဆလုံချုံရေးတင်းကျပ်နေတဲ့မန္တလေးမြို့လေကောက်မှာဒေါက်တာတေစာဆန်ဦးဆောင်ပြီးရွှေကောက်ပွဲစံကျင်ကြောင်းဆန္ဒပြတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကောင်စီလုံချုံရေးတင်းကျပ်ထားတဲ့ကြားထဲမှာမန္တလေးမြို့လေကောက်စည်းချိုအနီးမှာဒေါက်တာတေစာဆန်ဦးဆောင်ပြီးစစ်ကောင်စီကျင်းပမဲ့ရွှေကောက်ပွဲကိုပြည်သူတရေလုံးစံကျင်ကြရန်တပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါတပိမောက်ဆန္ဒထုတ်ဖော်မှုကိုဒေါက်တာတေစာစန်းနဲ့အတူကိုနန်းလင်းရန်ကုန်ကိုခန့်ဝေဖြိုးစကိုင်းတို့အပါအဝင်ရဲဘော်ရဲဘက်များမြို့နေလူလူများပူးပေါင်းကပါဝင်ခဲ့တယ်လို့စစ်တပ်ကတို့တွေကျောင်းစင်းပွဲတွေရှိနေတာကြောင့်မြောက်လိုင်းအပါအာနာယူတွေပြင်းလွင်နဲ့မန္တလေးမှာရောက်နေချိန်မှာကိုပြည်သူလူထုရဲ့စောင့်ရှောက်ကူညီမှုဖြစ်ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကြပြင်းစေအာနာရှင်စနစ်ဟာတပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်အပါအဝင်တိုင်းပြည်နယ်လူထုတရက်လုံးအတွက် ဖုံးရမ်းသူဖြစ်ပြီးအာဏာရှင်စနစ်တိုက်ဖျက်ရေး Federal Democracy နိုင်ငံတည်ဆောက်ရေးဟာတိုင်းပြည်အတွက်ဖုံးကြီးမှန်းချက်ဖြစ်တယ်လို့လူထုတရေလုံးအတွက် သမိုင်းဖေးတာဝန်ဖြစ်တဲ့အပြင် အာဏာရှင်စနစ်ကိုစန့်ကျင်တွန်းလိုက်ရမှာအရင်အနည်းအထိကိုက်တွေကြီးမားပြီးမယ်အာဏာရှင်စနစ်အောက်မှာခေါင်းငုံခံပြီးဒီစနစ်သက်ဆိုးရှည်သွားရင်တိုင်းပြည်မှာဖြစ်လာမယ့်နောက်ဆက်တွဲပြက်စီးဆုံးရှုံးမှုကပိုပြီးတော့ကြီးမားတာကြောင့်အာနာရှင်စနစ်တိုက်ဖြတ်ရေးဟာတမိုင်းဖေးတာဝန်ဖြစ်တယ်လို့ဒေါက်တာတေစာစန်းကဆိုပါတယ် ဒါရမကအာနာရှင်စနစ်တိုက်ဖြတ်ရေးအတွက်ရှေ့လျှောက်မှာပို့ပြီးတော့တန်မာကြပို့ပြီးစူစီကြပို့ပြီးတော့အလုလုကြရမှာဖြစ်ပြီးလူလူသဘောထားဆန္ဒဖြစ်တဲ့အာရမဖန်စီခံထားရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်တမနာကြီးဦးဝင်းမြင့်တို့နဲ့အတူနိုင်ငံရေးအကျဉ်းသားများအလုံးကိုချွင်းချက်မရှိအ мян ဆုံးလှုပ်ပေးရင်းနဲ့ဆေးဥစုကပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုတာဟာတိုင်းပြည်ရဲ့လက်ရှိနိုင်ငံရေးပြဿနာအတွက်ထွက်ပေါက်မဖြစ်ရုံသာမကထောင်ချောက်ပဲဖြစ်တာမို့အတူရောင်တရားမဝင်ရွေးကောက်ပွဲကို လူထုတရလုံကပြက်ပြက်သားသားစန့်ကျင်ကြရမည်ဖြစ်ပြီးစေအုပ်စုကအာဓမစစ်မှုန်းဥပဒေကိုအတင်းပြူးကျင့်ပြီးလူထုတရလုံကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်ကလူငယ်လူရွယ်တွေကိုတည်ထွင်းထဲကိုပို့နေတာမို့အာဓမစစ်မှုန်းဥပဒေကိုလုံးဝဖျက်သိမ်းဖို့လိုအပ်တယ်လို့လည်းပြောထားပါတယ်။ဒါ့အပြင်လာမယ့်ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာတနိုင်ငံလုံးလူထုတရလုံကအပြင်မထွက်အတန်တိတ်တပိတ်ကြီး Silent Strike စေနွယ်ပြီးလူလူသဘောထားနှင့်တောင်းဆိုချက်ကြီး၃ရက်ကို ဖော်ထုတ်တောင်းဆိုကြဖို့ရှိတာမို့ပြည်သူလူထုအလုံးအတူတကွပူးပေါင်းပါဝင်ဆင်နွှဲကြဖို့အတွက်လည်းနှိုးဆော်ထားပါတယ်ပြည်သူ့တွေဦးဒေါ်လန်ရေးဟာပြည်သူသားအ திக ဖြစ်တာမို့ပြည်သူအလုံးဟာဒေါ်လန်ရေးသမားများဖြစ်ကြပြီးအာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိရေးအတွက်လက်နက်ကိုင်တိုက်ပွဲတစ်ခုတည်းကိုပဲအာမခိုးပဲလူလူတိုက်ပွဲလူလူလှုပ်ရှားမှုများကိုအသည်တတိတတိဉာဏ်ပညာနဲ့ရှင်ပြီးခေါ်ဆောင်ကြဖို့အထူးအရေးကြီးတယ်လို့ဒေါက်တာတီစာစံကအသည်ပြောဆိုထားပါတယ် ဆက်လက်ပြီးလက်ရည်ကံပြူဟာကုံတို့လေချောင်းမှပို့ဆောင်တဲ့လက်နက်ခရံရိတ်ခါများအေးအေးရရှိနေတဲ့ဇွဲတရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေတိုင်းအဘဒန်လန်ပိုင်ရှိလက်ရည်ကံလေချောင်းရံကာကွယ်ရေးစခန်းပြူဟာကုံကိုလေချောင်းကနေပို့ဆောင်ပေးနေတဲ့စစ်ကောင်စီရဲ့စားနေရိတ်ခါနဲ့လက်နက်ခရံပစ္စည်းတွေကိုအာရကတက်တော်အေးအေးကရရှိမှုတွေရှိနေတယ်လို့အေးအေးနဲ့နီးစပ်တဲ့စစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟာအံပရန်လန်ပိုင်းမှာတခုတည်းကြန့်ရှိတဲ့နေရီကံဖြူဟာကုန်းစခန်းကို ရေပြင်ကနေစစ်ကူအင်အားပို့ဆောင်လို့မရတော့တာကြောင့်နေကြောင်းမှတက်စင်စားနပ်ရိက္ခာနဲ့လက်နက်ခဲယံပစ္စည်းတွေကိုပို့ဆောင်ပေးနေရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်မှာစစ်ကောင်စီတပ်ဟာနေရိက္ခာပြူဟာကုန်းမှလက်ကျန်စခန်းငယ်ကို Y12 Y8 လေယာဉ်တွေနဲ့စားနပ်ရိက္ခာလက်နက်ခဲယံပစ္စည်းတွေကိုပို့ချပေးခဲ့တာရှိပြီးအရက်ကတက်တော့ AA နဲ့ပူးပေါင်းတပ်တွေကလည်းနေရိက္ခာပြူဟာကုန်းတစ်ခုလုံးကိုဝင်းရံပိတ်ဆို့ဖြတ်ထောက်ထားတာကြောင့်အဲ့ဒီစားနပ်ရိက္ခာနဲ့လက်နက်ခဲယံပစ္စည်းတွေကို AA ကရရှိခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ စာနယ်ဇင်းခါနဲ့ဆက်လက်နဲ့ပစ္စည်းအထုပ်တွေရတာရှိပါတယ်။လေချောင်းကနေချပေးတဲ့အထုပ်တွေကိုရတာပါ။သူတို့ကမြေပြင်ကနေစစ်ကိုအင်အားတွေစာနယ်ဇင်းခါလက်နဲ့ခရမ်းတွေကိုမပို့ဆောင်နိုင်တော့တာကြောင့်လေချောင်းကနေပဲပို့ပေးနေတာပါ။နေကံပြူဟာကုံတစ်လျှောက်လုံးကျွန်တော်တို့ပူပေါင်းတက်တွေနဲ့အေးအေးကဝင်းရံပိတ်ဆို့ထားတော့လာပိုးတဲ့ရိတ်ခါတွေခဲရဲတွေဆိုရင်လည်း ကျွန်တော်တို့စီကိုရောက်တာပုံများပါတယ်လို့အဆိုပါတော်လိုင်းရေးတက်ဖွဲ့ဝင်တဦးကပြောပါရယ်အာရကတက်တော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာအမ်ဘာဒလန်တက်မှဂုတ်ကြီးချိပါကိုပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့တယ်လို့ဗရန်တက်နဲ့မှနှစ်ရေကန်ပြူဟာကုန်းကိုနောက်လန်းချောင်းတစ်ခုကနေလာရောက်နိုင်တဲ့အမ်ဘာဒလန်ဟောင်းရှိပစီချိပါကိုလည်း AA နဲ့ပူပေါင်းတက်တွေကပြီးခဲ့တဲ့အောက်တိုဘာလပထမပတ်မှာတိမ့်ပိုက်ရရှိခဲ့တာလည်းဖြစ်ပါရယ် ဒါကြောင့်စစ်ကောင်စီတပ်ဟာနယ်ရေကန်ဖြူဟာကုန်းကိုမြေပြင်ကနေစစ်ကူပို့ဆောင်နိုင်ဖို့အတွက်လမ်းပန်းဆက်သွယ်ရေးတွေအကုန်လုံးပြတ်တောက်သွားတာဖြစ်ပြီးနောက်ထပ်စစ်ကူအင်အားတွေမရောက်ရှိတာကြောင့်ဖြူဟာကုန်းရဲ့လက်ကျန်စခန်းကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအေအေထံလာရောက်လက်နက်ချအညံ့ခံတာထွက်ပြေးတာတွေရှိနေကြတယ်လို့လည်းအေအေနဲ့နီးစပ်တဲ့စစ်ရေးတရင်ရင့်မြစ်တွေစီကသိရပါတယ်။နယ်ရေကန်ဖြူဟာကုန်းမှာတော့စစ်ကောင်စီတပ်ရဲ့ခမောက်တောင်စခန်းတစ်ခုသာကျန်ရှိတော့တာဖြစ်ပြီး လက်ချံအင်အား300ကျော်နဲ့တက်ဆွဲနေရာယူထားကြတယ်လို့လည်းသိရပါတယ်။ခမောက်တောင်စခန်းတစ်ခုသာကြံပါတော့တယ်။အဲ့ဒါကိုရရင်တော့ယူဟာကုန်းကိုအပြည့်အဝထိန်းချုပ်နိုင်ပါပြီ။အဲ့ဒီစခန်းမှာလည်းအင်အား300ဝန်းကျင်လောက်ကျန်သေးတယ်လို့သိရပါတယ်။သူတို့ကတော့လက်နက်ချအညက်ခံဖို့အတွက် AA နဲ့ပူပေါင်းတပ်တွေကတိုက်တွန်းထားတာရှိပါတယ်။ဖြူဟာကုန်းကတော့ဒီနေ့မကုန်ခင် AA နဲ့ပူပေါင်းတပ်တွေကအပိသက်ထိုးစစ်ဆင်လာနိုင်ပါတယ်လို့ AA နဲ့နှီးဆက်တဲ့စစ်ရေးတရင်ရင်းမြစ်တအူကပြောပါတယ်။နေရီကန်ဖြူဟာကုန်းကိုလက်လွတ်ဆုံးရှုံးရဖို့ရာဂိုင်းလုံးများနေတဲ့ စစ်ကောင်စီဟာအေးအေးထိန်းချုပ်ထားတဲ့ဂုတ်ကြီးကျေးရွာနဲ့လေးမိုင်အကွာမကွေတိုင်းဖွင့်ဖြူမြို့နယ်ရှိကပ္ပဆဆက်လေးဆက်ယုံနဲ့ချောင်းမိုင်အကွာမှအမ်ပါဒန်လန်းဆုံမှရှိတဲ့ပြင်းဝစစ်စေးရိတ်ကိန်းတာယာကုံကျေးရွာအနီးအနားတွေမှာစစ်ကောင်စီတပ်ဟာကကင်းစခန်းတွေအများအပြားဆောက်လုပ်နေတယ်လို့လည်းသိရပါတယ်။အေးအေးနဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေတိုင်းမှာစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လို့ရကပ္ပဆဆက်ယုံ15ယုံရှိနေတာဖြစ်ပြီးအထက်မင်းလမြို့နယ်မှာကပ္ပဆနှင်း10နှင့် 73စင်ပါဝင်းမြို့နယ်မှာကပါစာ၈တရက်မြို့နယ်မှာကပါစာ၁၂ပွေးဖြူမြို့နယ်မှာကပါစာ၁၄အောင်လံမြို့နယ်မှာကပါစာ၁၅နဲ့၁၇တောင်တွင်းကြီးမြို့နယ်မှာကပါစာ၁၈ဇေတုတ္တရာမြို့နယ်မှာကပါစာ၂၀စိတ်ဖြူမြို့နယ်မှာကပါစာ၂၁နဲ့၂၂ကျောမြို့နယ်မှာကပါစာ၂၃ပေါင်မြို့နယ်မှာကပါစာ၂၄လောင်ရှိမြို့နယ်မှာကပါစာ၂၅ဆက်ယုံတို့ရှိနေကြတာလည်းဖြစ်ပါတယ်အာရကတက်တော် AA ဟာရခိုင်မှမြို့နယ်၁၄ခုကိုအပိသက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် အခုနှစ်2025နှစ်စံပိုင်းမှစတင်က မကွေးတိုင်းမကိုတိုင်းအေယာဝတီတိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဆေလာကျော်ကြားတိုက်ခိုက်မှုတွင်မှရခိုင်ရိုးမှအဆက်မှစေကောင်စီတပ်စခန်း၅ခုတွင်ကြီးပါသုံးခုကို AA နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ISP မြန်မာရဲ့ဒီဇင်ဘာလ1ရက်နေ့ထုတ်ပြန်တဲ့အစီရင်ခံစာအရသိရပါတယ်ရခိုင်ရိုးမအဆက်ကိုထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အရကတ်တပ်တော် AA ဟာမကွေးတိုင်းနဲ့ပဲခူးတိုင်းအတွင်မှစစ်ကောင်စီတပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လို့ရေကပ္ပဆတ်ဆက်ယုံတွေကိုဦးတည်လာနေတာလည်းဖြစ်ပါတယ် ဆက်လက်ပြီးချီလင်းတရေ258ကတရေဖို့ကြီးကိုဖမ်းဆီးရာခုခံနာကြောင့်ပြစ်ခတ်ခဲ့ရဟုရေစကြိုဘက်ကဖထုတ်ပြန်တဲ့ဆွေသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မကွေတိုင်းရေစကြိုမြို့တွေခြေဆိုင်အမှတ်258ခြေလျင်တရင်ခလာရ259ကတရေးဖို့ကြီးကိုဖမ်းဆီးရပြန်လည်ခုခံနာကြောင်းပြစ်ခတ်ခံရတယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကော်မတီရဲ့ဖွဲ့ပကဖတာဝန်ရှိသူကပြောပါရယ်ဒီဇင်ဘာ3ရက်နေ့နေ့လေးနာရီပွင့်ကျင်ကဖူလုံချိရွာရဲ့ဘီလီယက်ခုံရှိနေစဉ်တရေးဖို့ကြီးတက်နိုင်ဦးခ A2 ကို ဝင်ဖမ်းခဲ့တာလို့ဆိုပါတယ်သူကိုစောင့်ကြည့်နေတာတော့ကြာပြီအဲ့ဒီနေ့ကအလင်းတင်တာနဲ့ဝင်ဖမ်းနေသူကအသာတကြီးလိုက်တယ်ခုခံစရာမပါတော့ဒါပေမဲ့လမ်းမှာရဲဘော်ရဲ့လက်နက်ကိုလူယူပြီးခုခံလို့ဖိခတ်ရှင်းလင်းခဲ့ရတာလို့ရေစကြိုပကဖတာဝန်ရှိသူကသတင်းဌာနကိုရှင်းပြပါရယ်တရေးဘူကြီးစီကဆိုင်ကယ်တစီဖုံးသုံးလုံးချက်သုံးသိမ်းမှတ်ပုံတင်တစ်ခုကိုသိမ်းဆီးရရှိခဲ့တယ်လို့အတည်ပြုပါရယ်အဲ့ဒီတရေးဘူကြီးက စစ်မှုတန်းတွေနဲ့ပေါ်တာဆွဲခံရတဲ့သူတွေရဲ့မိသားစုတွေစီကနေတိုက်ပွဲမလိုက်စေခြင်းရဲ့ပတ်စံပေးဆိုပြီးငွေညှစ်နေတဲ့သူလို့ရေစကြိုမျိုးနဲ့တရင်ရမြက်ကပြောပါတယ်။အဲ့ဒီတရေးပို့ကြီးရဲ့ရုပ်အလောင်းကိုစစ်ကောင်စီကဒီဇင်ဘာ3ရက်ညပိုင်းကလာရောက်ယူဆောင်ပြီးနောက်တက်တွင်းကနေဟောင်ဝစ်စာနဲ့မျိုးနယ်တောင်ဘက်ချမ်းကိုပြစ်ခတ်တာတွေရှိတယ်လို့လည်းသိရပါတယ်။နိုဝင်ဘာ25ရက်ကရေစကြိုမျိုးနယ်မှာအင်အား100ကျော်ပါတဲ့ခလာရ256ခလာရ259နဲ့ ခလာရ258တရင်တွေရဲ့ပူပေါင်းစစ်ကြောင်းကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာစစ်ကြောင်းဟုကိုကြီးအပါဝင်ဒေသုံးသူများတယ်လို့ရေစကြိုပကဖကထုတ်ပြန်ထားပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။